င်္ဂလားဒေ့ရှ်တရားရုံးဟာနိုဝင်ဘာ18ရက်ကဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုတွေကျွလွန်မှုနဲ့ပြစ်မှုထင်ရှားတွေ့ရှိခဲ့ပြီးသေနံချမှတ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်ကကျောင်းသားတွေဥဆောင်တဲ့ဆန္ဒပြမှုတွေကိုအကြမ်းဖက်ဖြိုခွင်းဖို့အမိန့်ပေးမှုအတွက်ဟာစီနာမှတာဝန်ရှိကြောင်းဘင်္ဂလားဒေ့ရှ်ရဲ့အထူးခုံရုံးကပြစ်မှုထင်ရှားတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီဆန္ဒပြမှုတွေအတွင်းအာဏာပိုင်တွေရဲ့အကြမ်းဖက်နှိမ်နှင်းမှုကြောင့်လူပေါင်း1400ခန့်သေဆုံးခဲ့ကြောင်းကုလသမဂ္ဂကခန့်မှန်းထုတ်ပြန်ခဲ့ပါတယ်။ ဟာစီနာကတော့တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာဖန်လိုက်မှုရှိပြီးနိုင်ငံရေးအရေးအစည်းအဝေးမှုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။လက်ရှိမှာဟာစီနာဟာအိန္ဒိယနိုင်ငံမှာပြည်ပြေးအဖြစ်နေထိုင်နေတာကြောင့်ဘင်္ဂလားဒေ့ရှ်တရားရုံးက၎င်းကိုမျက်ကွယ်ပြစ်ဒဏ်အဖြစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အခုလိုပြစ်ဒဏ်ချမှတ်မှုကြောင့်အိန္ဒိယဟာဟာစီနာကိုဘင်္ဂလားဒေ့ရှ်ကိုလွှဲပြောင်းအနှံပေးဖို့ဖိအားရည်နဲ့ရင်ဆိုင်ရမှာဖြစ်ပေမဲ့အိန္ဒိယအနေနဲ့ဟာစီနာကိုဘင်္ဂလားဒေ့ရှ်ထံလွှဲပြောင်းအနှံပွဲမရှိတာဖြစ်ပါတယ်။